ဘောတဘာမင်းကြီးဆိုတာတိဟိုကျောင်းကသူနန်းတက်တော့နန်းစားတက်တွက်ကြည့်တော့၁၂နှစ်ပဲနေရမယ်တေရှင်ကသူ့အသက်က30ဆိုရင်40နှစ်ဆိုသေးမယ်ပေါ့ဒါပေမဲ့သူကတကယ်ဘောဓဘာသာစစ်စစ်ဗေဒင်ဆရာထက်ယတနာသုံးမဘိုးရှုံတယ်ဒါကြောင့်ဗေဒင်ဆရာတကူငွေတစ်ထောင်စီပေးကြမယ်လို့သွားကြတော့ငါ၁၂နှစ်ပဲနေရမယ်ဆိုတာဘယ်သူမှမပြောနဲ့ဆိုနှုတ်ပိတ်ပြီးတော့တန်ဃာတော်များသွားစည်းကပ်တွေ့လားတော်ပြည့်တယ်လည်းပဲ ဲ့လိုဘေးရင်လက်ကအကြမ်းမြင်တဲ့တန်ဃာတို့ဆီကရမှာပြီးတဲ့တဲ့ဆရာတို့များရှင်းပြမှာပေါ့ပြီးတော့မေးတဲ့ရှင်ဘုရားတို့ဒီပြီးတော့နန်းသက်၁၂နှစ်လို့ဆိုတယ်ဒီပြီးတော့နန်းသက်အကြာကြီးနေပြီးတော့သာသနာပြုကျင်ပါတယ်ဒီပြီးတော့ကိုအသက်ရှည်သေးမဲ့ကုသိုလ်များနီးများပေးပါဆိုလို့ဆရာတို့များကပေးလိုက်တယ်အသက်ရှည်တဲ့ကုသိုလ်တွေတဲ့ရေစစ်ဆေးကြောင်းခဟောင်းမြို့ပြင်ပင်စင်အထေငါးဝပௌချတ်သက်ရှည်ကြောင်းအဲ့ဒါရဟန္တာရှင်မြတ်တွေဝတ္တပါမင်းကြီးပေးတဲ့အသက်ရှည်တဲ့ကုသိုလ်တဲ့နံပါတ်1ရေစစ်လူရတယ် အဲ့ဒါအသက်ရှိတဲ့ကုသိုလ်။နံပါတ်2ဆေးလူဝတဲ့လူမာတွေကိုကြောင်းတဲ့ကြောင်းဆိုတာအဆောက်အဦအကုန်ပါပါတယ်အဆောက်အဦလူကြလမ်းဟောင်းပြင်တရားဟောင်းပြင်အကုန်ပါတာပေါ့လေအသေးဆောက်တာလည်းပါတယ်အဟောင်းပြင်တာလည်းပါတယ်ဒါကသာဝရကုသိုလ်ခေါ်တယ်။အဲ့ဒီကုသိုလ်တွေမင်းကြီးလုပ်တယ်။နောက်၅ဘသီလကိုနေ့တိုင်းလုံအောင်စောင့်တယ်။ဒါလည်းလူတဲ့အသက်ရှိခြင်းပေါ့မရှိခြင်းတော့မစောင့်နဲ့လေ။တွားတော့အသက်ရှိခြင်းတော့စောင့်။နောက်ဥပုနေတိုင်း7ဘသီလဥပုစောင့်တယ်။အဲ့ဒီ၅မျိုးကြိုးစားလိုက်တာခြေစံ နန်းသက်၁၂နှစ်ပေါ့နေရမဲ့မင်းကြီးဟာနန်းသက်အနှစ်၄၀နေသွားအဲ့ဒါကံကောင်းအောင်ကြိုးစားတာ